မင်္ဂလာပါ Football Preview Channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Champions League ပွဲစဉ်တွေပြန်ပြီးတော့ကစားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားသောက်မှုရှိတဲ့ Champions League ပွဲစဉ်တွေအတဲကနေပြီးတော့မှကျွန်တော်တို့အကြိုက်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ပွဲစဉ်၂ပွဲဦးဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တည်းပြီးတော့တခြားမောင်းတို့ရဲ့ပေါ့နော်ဒါဒီကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပေါ့နော်။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုကအကောင့်မှာမှာ ပင် comment နေနဲ့ထောက်ပေးတာဘောနဝင်ပြီးတော့ join တာနေတယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2နာရီခွဲမှာကစားမဲ့ Tottenham Hotspur တင်းနဲ့ Copenhagen ဟိတ်ကင်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါ့ချီကိုကျွန်တော်ပြန်ကြည့်ရင်စပါးကတကူးသွင်းပြားသုံးနေရှုံမဲ့ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း55ပြန်ရမှာဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့စပါးအသင်းကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိ သူတို့ရဲ့ဒီနီးပြအပြောင်းလဲဖြစ်တဲ့ဒီယာလီမှာဆိုလို့ရှိရင်တော်မဖရက်ဂိုင်းတွေနေရပါတော့ဒီတော်မဖရက်ကရင်းတော့ဘရန်ဖို့မှာဂိုင်းတွေခဲ့တဲ့နီးပြဒါအခုစပောက်ကိုသူရောက်လာပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းသူအရင်ကဘရန်ဖို့မှာဂိုင်းတွေခဲ့တဲ့ပုံစံတိုင်းပဲစပောက်ကိုလက်ရှိမှာလိုးဘလော့နဲ့ကစားပြီးတော့သူတို့အသင်းကခန်းစစ်ကိုတည်တည်ချာချာပြင်ချင်းပြီးတော့ကစားတတ်တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီယာဒီတော်ရန်ကိုစပောက်အသင်းကစားခဲ့တဲ့ပြိုင်ပွဲစုံအိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နှစ်သင်းပေါင်းအတွင်းကို တုံးကိုအထီရှိခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်ဒီဟာဒီပြိုင်ပွဲဆိုအိမ်ဝင်ပွဲစဉ်နေတယ်မှာဆိုလို့ရှိရင်၃ပွဲပဲရှိရပါတော့ဒါတောင်မှဒီနှစ်တိမောင်းတွင်ကို၃ကိုထက်ကျော်ခဲ့တဲ့ပွဲစဉ်တွေကစပါးရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီတပွဲမှမရှိခဲ့တာကိုတွေ့ရလိမ့်မယ်ဘောနော်အမြင့်ဆုံး၃ကိုထိပဲရောက်ခဲ့တာကိုတွေ့ရတယ်တစ်ဖက်ကကိုဝင်းဟေဂင်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီဟာဒီကိုဝင်းဟေဂင်ကစားခဲ့တဲ့အဝေးဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်နှစ်တိမောင်းတွင်ကို၃ကိုနဲ့အထက်မှာရှိခဲ့တာစုစုပေါင်း၆ပွဲတိရှိရပါတော့ဒါပေမဲ့လို့ကိုဝင်းဟေဂင်ရဲ့ခံစေက ဒီပေကိုအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုနဲ့အထက်ခွင့်ပြုပေးခဲ့ရတဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်တော့ဒီရသည့်အဝေးဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကိုဘင်ဂေရဲ့ခန့်စီကဒီစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ပွဲပဲသူတို့ရဲ့ခန့်စီကပေကိုနှစ်ကိုနဲ့အထက်မှာခွင့်ပြုပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်စပါးရဲ့ဒီခန့်စီကိုကျွန်တော်ပြန်ကြည့်စပါးကဒီရသည့် သူတို့ကစားခဲ့တဲ့အိမ်ဝင်းဝဲစီနေမှာဆိုလို့ရှင်သူတို့ရဲ့ခံစီကဒီပေကိုအနေနဲ့ဆိုလို့ရှင် စုစုပေါင်းပေကိုတကူတက်ကြော်ပြီးတော့ပေးခဲ့ရတဲ့ပွဲစဉ်စုစုပေါင်းဒီယာဒီမှာဆိုလို့ရှင်အဆူမီလာကိုသူတို့ရဲ့ခံစီကပေကို2ကိုပေးပြီးတော့ရှုံးခဲ့ရတဲ့ပွဲစဉ်တပွဲပဲရှိရပါတော့ဂျန်နေပွဲစဉ်တွေအကုန်လုံးမှာဆိုလို့ရှင်စပါးကအိမ်ဝင်းမှာဆိုလို့ရှင်သူတို့ရဲ့ခံစီကပေကိုတကူတက်ကြော်ပြီးတော့ပေးထားတာမရှိဘူးအဲ့တော့ဒီပွဲမှာစပါးရဲ့ခံစီကလည်းတဖက်ကကိုဗင်ရဲ့တိုက်စစ်စီရနေပြီးတော့ဒီပေကိုတကူတက်ပို့ပြီးတော့သူတို့အနေနဲ့ခွင့်ပြုပေးလိမ့်မယ်လို့လည်းမထင်ဘူးအဲ့တော့ဒီပွဲမှာကိုဗင်ကိုယ်တိုင်ကအမြင်ဆုံးတွင် ုတ်တစ်ခုပဲရလိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ဒီစပါးကစားရတဲ့အိမ်ဝင်ပွဲစဉ်ပေါ့နော်နောက်ဆုံး၃ပွဲစရာယူကျွန်တော်ပြန်ကြည့်စပါးကနောက်ဆုံးကစားရတဲ့အိမ်ဝင်၃ပွဲမှာ၃ပွဲလုံးကြီးမအောင်ခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ စပါးအနေနဲ့ဒီကြီးပြန့်အောင်သွားလိမ့်မယ်လို့လည်းထင်တယ်ပြီးတော့စပါးရဲ့ဒီရာဒီအိမ်ငွေပွဲစဉ်တွေကျွန်တော်ပြန်ကြည့်သူတို့နိုင်ခဲ့တဲ့ပွဲစဉ်တွေက၃ပွဲပဲရှိရပါတော့ပြီးတော့အဲ့နိုင်ခဲ့တဲ့၃ပွဲလုံးကလည်းသူတို့ရဲ့ခံစစ်က clean sheet တွေနဲ့နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီ3 scene နဲ့နိုင်တယ်ဒီ1 scene နဲ့နိုင်တယ်3 scene နဲ့2ပွဲနိုင်တယ်1 scene နဲ့2ပွဲနိုင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီစပါးနိုင်မယ်လို့လည်းထင်တယ်ပြီးတော့သူတို့ရဲ့ခံစစ်ကလည်း clean sheet ပါထပ်ရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ကိုပင်ကိုတိုင်ကဒီပွဲမှာစပါးစီကိုတွင်ကို တကူးသွင်းဖို့ဆိုတော့တော်တော်လေးခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲက sapa 1c 2c လောက်ထိပဲဖြစ်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီဘွဲက sapa ကြီးပြန်အောင်လိမ့်မယ်ပုံစံတဝဲလို့လည်းထင်တယ်သွင်းကိုတော့ဒီအလုံးစုံ 2c ထိပဲရောက်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာနှစ်သိန်းပေါင်းသွင်းကို3ခုတိရှိခဲ့မှာဆိုလို့ရှိရင်လည်း9ပေါင်းကြီးအရာဒီ55ပြပဲရမယ်ဆိုတော့ကြီးတခုမှာကျွန်တော်ကတော့ဒီဘွဲစဉ်အတွက်ဆိုလို့ရှိရင်9ပေါင်းနဲ့ဒီအင်ရှင်ပြတဲ့ sapa အသင်းကိုရွေးချယ်ပြီးခြင်းနဲ့ပေါ့ အဲ့တော့နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည2နာရီဝဲမှာပဲကစားမဲ့ Liverpool နဲ့ Real Madrid တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် Liverpool ကတရီကြိုင်25ပြားရှုံးမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြား80ရှုံးမယ်ပေါ့အဲ့တော့ Liverpool ရဲ့ဒီကြသည့် Champions League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်3ပွဲကစားပေးခဲ့ပြီးတဲ့အချိန်မှာ Liverpool က2ပွဲနိုင်တယ်2ပွဲရှုံးတယ်ပေါ့နော်တစ်ဖက်က Real ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီကြသည်မှာဒီသူတို့တင်းကစားခဲ့တဲ့ ဒီ champion league 3ပွဲမှာဆိုလို့ရှိရင်3ပွဲလုံး real ကနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင် real ကကြီးအောင်ခဲ့တာဆိုလို့ဒီ current mrd ကို၅ခုပြည့်နေနိုင်ခဲ့တဲ့ပုံစံတပွဲတည်းပဲသူတို့ကြီးအောင်ခဲ့တယ်ပေါ့နော်တစ်ဖက်က liverpool ကျွန်တော်ပြန်ကြည့်ရင်တော့သူတို့အသင်းကလည်းပဲဒီရာဒီကစားခဲ့ပြီး champion league 3ပွဲမှာဆိုလို့ရှိရင်သူတို့အသင်းကြီးအောင်ခဲ့တာဆိုလို့ဒီ front back ကိုသူ၅ခုတကူနဲ့နိုင်ခဲ့တဲ့ပုံစံတပွဲပဲရှိခဲ့တယ်ပေါ့နော် channel ပွဲစဉ်2ပွဲလုံးမှာ liverpool ကကြီးမအောင်ခဲ့ဘူးပြီးတော့ဒီ liverpool ကစားခဲ့တဲ့ဒီရာဒီအိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နှစ်သင်းမဟုတ်သင်းကိုဒီ ဒီတုတ်ဒီနှစ်သိန်းပေါင်းသိန်းကို၄ဦးထိရှိခဲ့တဲ့ပွဲစဉ်အားကြတော့လေဒီယာဒီမှာဆိုလို့ရှိရင်လဘဦးရဲ့ပွဲစဉ်တွေမှာနှစ်ပွဲပဲရှိရပါတော့ပြီးတော့ဒီတစ်ဖက်က real ရဲ့ဒီယာဒီပြိုင်ပွဲဆိုအဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနှစ်သိန်းပေါင်းသိန်းကို၄ကိုပြည့်ခဲ့တဲ့ပွဲစဉ်စုစုပေါင်းကဒီယာဒီမှာဆိုလို့ရှိရင်၃ပွဲပဲရှိရပါတော့ပြီးတော့ဒီလဘဦးနဲ့ ရီရဲ့ဒီနေ့တင်းရဲ့အဟတ်တူရယ် website ကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့နှစ်ချိန်မှာနှစ်ချိန်လုံးကနှစ်သိန်းပေါင်းသွင်းကိုရေသုံးကိုအောက်ကိုရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီလော်ဘူးကိုတိုင်းကသူ့ရဲ့အိမ်ကွင်း MP မှာကစားခဲ့ရပွဲစဉ်တော့ဆိုလို့ရှိရင်ရီရဲ့ကိုတူးစီးနဲ့နိုင်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်ကနှစ်သိန်းပေါင်းသွင်းကိုသုံးကိုအောက်ကိုရောက်ခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေအရဆိုလို့ရှိရင်နှစ်သိန်းလုံးကဒီရာသီချန်ပီယံလီဂ်မှာဆိုလို့ရှိရင်တပွဲစီကြီးအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်အဲ့တော့ဒီနှစ်သိန်းလုံးကိုတိုင်းကလည်းလက်ရှိမှာ ဒီနိုင်ပွဲတွေရနေတဲ့အတင်းအတင်းတွေဖြစ်တယ်ဆိုတော့ဒီပွဲကဒီဝမ်ဝမ်လောင်းနဲ့ပြီးလိမ့်မယ်ပွဲစဉ်တွေပွဲလို့လည်းထင်တယ်ဗောနပြီးတော့တည်ရချခဲ့ရင်တော့ဒီပွဲကဘယ်တင်းရမှာဒီပွဲတည်ရချခဲ့ရတဲ့အတွက်အရင်အရှုံးမရမလို့လည်းမထင်ဘူးဗောနဒီပွဲကတည်ရလောင်းနဲ့ပြီးသွားလိမ့်မယ်ဝမ်ဝမ်လောင်းနဲ့ပဲဖြစ်သွားလိမ့်မယ်ကျွန်တော်အနေနဲ့ထင်တယ်ဗောနအဲ့တော့ဂိုးပေါင်းကြီးအရာဆိုလို့ရှိရင်၃ဂိုးတွင်ပြား80ရှုံးမယ်ဆိုတော့ကြည်ကြည်တစ်ခုမှာနှစ်တင်းပေါင်း၄ဂိုးလောက်တော့မပြည့်တော့ဘူးလို့ထင်တယ်ဗောနအဲ့တော့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဂိုးအောက်ကိုပဲရွေးချယ်ပြေးခြင်းနဲ့ဗော